ครับวันนี้ผมมาแนะนำยาแก้ปวดลดไข้ครับชื่อการค้าบูทาซิลเป็นยาตัวหนึ่งที่ควรบ้านขอกไว้นะครับ เดี๋ยวเราจะมาดูกันว่ายาตัวนี้สรรพคุณยังไงข้อบมใช้ใช้ยังไงนะครับบูทาซิลครับสาบูนของมันก็คือใช้ในการควบคุมและรักษาการอักเสบ บรรเทาอาการปวดและไข้ในวัวควายนะครับမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျွေးနွားမွေးမြူသူများအတွက်အကိုက်ခဲပြဆင်အဖျားကျဆင်တမျိုးကိုညွှန်ပြရှင်ပါတယ်သူရဲ့ကုံတယ်မှုအမိကတော့ဘူတာစီဖြစ်ပါတယ်ဒီဆင်ဟာနွားမွေးမြူရဲ့တမားတဲ့ရှာမဆောင်ထားတဲ့ဆင်တမျိုးဖြစ်ပါတယ်ဒီဘူတာစီဆင်ရဲ့အဓိကအာနိသင်နဲ့ဂုံပတ်တုတွေဒီဆင်ကိုဘယ်လိုအရှင်တွေမှာအသုံးပြုရမလဲဆိုတာတွေကိုဆဲပြီးပြောပြပေးပါမယ် ဒီဘူဒါစီဆဲရဲ့ဂုံဘတ်တိမြောင်းတဲ့အသွွင့်ဝင်မှုကတော့ဒီဆဲကိုကျွင်းနဲ့တော်တွေမှာဖြစ်ပေါ်တတ်တဲ့ရုံရရှင်းကိုထိရှုပ်ကူပတ်ရန်နာကျင်ကိုက်ခဲရှင်းကိုတည်တံ့စေရနဲ့အဖျောက်ကျစေရန်တို့အတွက်အဓိကအသုံးပြုနိုင်ပါတယ်။ဒီဒီကန်တိုင်းကိုစံကောက်ကမ်းနဲ့လေခေါင်းလော်လော်ဒမ်းနဲ့ချာချာနဲ့ครับဒါစီမှုတော့ဘောဟူအတားကထိုက်တဲ့ဘောဟူတော့ဘောဟူစံချီစောက်ကမ်းနဲ့ ือเข้ากล้ามเนื้อก็ใช้เข็มเบอร์ 18นิ้วครึ่ง ในวัวควายนะครับ ในลูกวัวลูกควาย ใช้ 10ซีซีต่อวัน วันต่อไปครั้งละ5ซีซีนะครับ ติดต่อกัน5ถึง6วันในที่ผมแนะนำคือ3วัน วันแรก 10ซีซีวันที่2ที่3ก็ครั้งละ5ซีซีแต่ถ้าเป็นวัวควาย ตัวใหญ่นะครับ วัวควายโตแล้วก็วันแรก 20ซีซีวันต่อไปวันละ 10ซีซีคือวันที่1 20ซีซีวันที่2 10ซีซีวันที่3 10ซีซีนะครับဘုရားရှိဆေကိုအသုံးပြုနည်းကတော့ဆေကိုကြွက်တော်ထည်သောသို့မဟုတ်ကြွေးကြိုးထည်သောဖြစ်ဖြစ်ရှင်ထိုးသွင်းပေးရပါမယ်။ကျွန်တော်အခုပြောပြမယ့်ပမာဏကတော့ကြွက်တော်ထည်ကိုထိုးသွင်းရှင်အတွက်ဖြစ်ပါတယ်။အသုံးပြုရမယ့်အကတော့အနံပါတ်၈၈တလဲမခွေးအရှိရှိတဲ့အကိုအသုံးပြုနိုင်ပါတယ်။ တွင်းတော့ငယ်တွေအတွက်ဆိုရင် ပထမနေ့မှာတစီစီစီထိုးပေးရပါမယ်။နားရမြအတွက်ဒုတိယနေ့မှာဆက်ပြီးငောစီစီထိုးပါကုသမှုရှင်။ငောရကနေ၆ရက်ဆက်တိုက်ထိုးပေးနိုင်တယ်လို့ကျွန်တော်ကတော့၃ရက်ဆက်တိုက်ထိုးဖို့သာအကြံပြုလိုပါတယ်။ဥပမာပထမနေ့မှာတစီစီစီထိုးပေးပြီးဒုတိယနေ့မှာငောစီစီတတိယနေ့ငောစီစီထိုးပေးနိုင်ပါတယ်။ဒါပေမဲ့တွင်းတော့ကြီးမြအတွက်ဆိုရင်ထိုးပေးရမယ့်ပမာဏကတော့ပထမနေ့မှာ၂၀စီစီထိုးပေးပါ။ နာရံပြောင်းဒုတိယနှစ်မှာဆက်ပြီးတရဲလျင်10 cc နှုံးထိုးပါဥပမာပထမနှစ်20 cc ဒုတိယနှစ်10 cc တတိယနှစ်10 cc ထိုးပေးပါကျွန်တော်တို့စီမှာဒီဆေးဝါးငါးမျိုးကိုမှာယူရရှိနိုင်ပါတယ်။စိုက်ဝန်ကြားတွေဆိုရင်မှာယူရန်လိုက်စားကတော့တီလာပြိုစုတ်ကော်မတီအမှတ်နိုင်ငေါ်နိုင်ထာနိုင်မိုးဆွေလာဆေးလေးရွက်တောင်းကလာဘမျိုးနေရန်ကုန်မြို့ဖုံးသူညာကိုခွန်ငေါငေါကိုရှာရှာရှစ်တဲရှာသူညာကို ขวัญช่างင်းเลေးနိုင်လ่းနှစ်တိတ်ခွန်တို့ဆက်တွေမှာယူနိုင်တี่လိก့သီလကြိုဆို f a c e b o ย k ကတို့လည်းဆကยတွေမြင်းမြတ်မห้ามใช้นะครับพ่อห้ามใช้นะครับห้ามใช้ในสาตว์ติดโลกหัวใจการทำงานของตับไตบกพร่องเป็นโลกกับเพาะอักเสบโรคกับภาวะที่มีเฮโมโกมินและอาการบวมน้ำยาตัวนี้นะครับ ควรเก็บไว้ใน ที่เย็นนะครับ ลังใช้นะครับควรเก็บไว้ หลังจากเราปวดใช้ไปแล้วนะครับควรไม่ทำอย่างนี้ปวดใช้ควรเก็บไว้ในที่เย็นนะครับห้ามโดนแสงดูดาซิลตอนนี้ผมแนะนำให้มีติดบ้านเอาไว้นะครับ แก้ปวดลดไข้ครับในแม่พันธุ์นะครับ ที่ตั้งท้องผมแนะนํา ถ้าเกิดแม่แม่พันธุ์ตอนนั้น ตั้งท้องนะครับ ผมแนะนํายาตัวนี้ เพราะว่ายาตัวนี้ไม่มีสเตอรอยด์จะไม่ทําให้แท้ง นี้คือเติมนิดนึงครับครับဒီစေကိုအဘယောဂမျိုးခံစားနေရသောတရားစံတွေမှာလုံးဝမသုံးစွေရဘူးလို့တားမြစ်ထားပါတယ်။အဲ့ဒီယောဂမျိုးကတော့နှလုံးယောဂရှိရှင်းအသေးနဲ့ကြာကလုံးဝစင်တာမျိုးရှိုးရွှဲနေရှင်းအစာအိမ်ရုံရရှင်းစီးတဲ့မှာဟီမိုဂလိုင်ဘင်ပါဝင်ရှင်းကိုခန္ဓာဖွင့်ရုံရှင်းရေဖွင့်ရုံရှင်းစတဲ့လက္ခဏာတွေရှိတဲ့နှွားတွေမှာမသုံးစွေရဘူးလို့တားမြစ်ထားပါတယ်။ တော်လုံးသိဆဲပုံကတော့ဒီဆဲကိုအင်းပြတဲ့နေရာမှာသိဆဲထားတဲ့မှာတယ်ဆဲကိုဖွင့်ပြတဲ့အခါနဲ့မဖွင့်ရသေးမီတွင်လဲအေးတဲ့နေရာမှာထားပါနေုံရှင်နဲ့ဒိုက်ရိုက်တိတွေ့ရှင်းမှချုံကျင်ပါဒီဘူဒါစီဆဲဟာကိုယ့်ရဲ့ရှာမှာဆောင်းထားတဲ့ဆဲကောင်းတလဲဖြစ်ပါတယ်ဒီဆဲကကျွင်းတော်တွေမှာရုံရိုက်ခဲမှုနဲ့အဖျားတွေကိုသက်တာစေပါသက်တာပြောက်ကင်းစေပါတယ် ကိုဟန်ဆောင်မွေးမြူရဲ့နွမ်းပန်းများကိုလည်းဒီပူတာစီဆဲကိုအသုံးပြုဖို့အထူးအကြံပြုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပူတာစီဆဲဟာစတီရိုက်ပါဝါရှင်းမရှိတဲ့ဆဲဖြစ်ပြီးအတွက်ကိုဟန်ပြည့်ရရှင်းကိုမဖြစ်စေနိုင်သောကြောင့်ဖြစ်ပါတယ်။ဒါကကျွန်တော်နည်းနည်းဖြည့်ဆွဲပြီးပြောတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။